မယ်။ကိုလူတော်ဖြစ်တဲ့အတွက်ကိုကုသူကတော့ပါပီးသား။သို့တော်လည်းရှိရှိသမျှနိစ္စနိစ္စသမျှပတ်သက်သမျှနှစ်တွေအလုံးရဲ့ကုသူအဖြစ်နဲ့လည်းတီပါစေလို့ကျမတို့ကအာယုံပြုလိုက်တဲ့အတော့ကျမတို့လှူဒန်းတဲ့ပန်းလေးဒီကိုတူတဲ့ပုဂ္ဂလိကလှူတော်ပန်းအလို့ ခொနည်းသားသမီးပြိတက်များရွှေစကားပြိတက်များအားလုံးမင်္ဂလာပါရှင်ခொနည်းသားသမီးပြိတက်တီအတွက်နှစ်ဒေါ်လာပြည်နေမှာစောင့်ရရမယ်ကုသိုလ်အစီအစဉ်လေးကိုတက်ဆက်လိုက်ပါရရှင်နှစ်ဒေါ်လာပြည်နေနှစ်ဒေါ်လာပြည်နေဆိုတော့ဓမ္မစာဆိုတော့နေလို့သတ်မှတ်ခဲ့ကြတယ်လို့မှတ်သားဖို့ပါတယ်အဲ့တော့နှစ်ဒေါ်လာပေါ့နော်နှစ်ဒေါ်လာဆိုတာနဲ့ပတ်သက်လို့ဟိုးရှိရှိအခါတုန်းစီကတော့နှစ်ဒေါ်လာလောက်ကိုရောက်ရင် နတ်တော်လားနတ်ပြော်လားလို့ဆိုကြတယ်ပြောကြတယ်အဲနတ်တော်လားနတ်ပြော်လားမှာနတ်တွေနဲ့ပတ်သက်တဲ့ပျော်ပွဲတွေနတ်တွေနဲ့ပတ်သက်တဲ့ပါဠိနဲ့စာလူရန်ပွဲတွေနတ်ကနာပွဲလိုဟာမျိုးတွေပေါ့နော်အဲအဲ့ဒီလိုမျိုးလေးတွေနတ်တော်လားမှာဆောင်ရွက်တဲ့အလစ်အထားဟိုးရှိရှိအခါကရှိခဲ့တယ်ပေါ့အဲ့တော့နတ်တော်လားကိုနတ်ပြော်လားလို့ပြောကြတယ်ဒီဘက်ခင်မှာတော့ နရောလပြည့်နေ့နဲ့ပတ်သက်လာရင်နရောလပြည့်နေ့ကိုဓမ္မစာဆိုရနေ့ရဲ့လို့သတ်မှတ်ခဲ့ကြပါတယ်။လောကအကြောင်းမဖက်ဓမ္မအကြောင်းတက်တက်ကိုသာရှင်းဖွင့်သွားကြပါတော့ဓမ္မစာဆိုရကြီးများကိုဂုံပြုတ်တော့အပြင်နရောလပြည့်နေ့ကိုဓမ္မစာဆိုရနေ့ရဲ့လို့သတ်မှတ်ခဲ့ကြတယ်လို့ဆိုပါတယ်။အဲတော့ကျွန်တော်တို့ကဓမ္မစာဆိုရကြီးရဲ့အနေနဲ့ဆိုရင်ရှင်တဆူလူတယောက်ရဲ့လူထင်ရှားပါတော့တောင်ဖီလာဆရာတော်ဗျာ အင်းဝခေကစာစုအကြောမရှင်မဟာရထတာရရှင်မဟာတိလဝန္တာပေလေးပင်ရှင်လေးပါရဲ့လို့ထင်ရှားတဲ့အရှင်မြတ်လေးပါမန်လယ်ဆရာတော်လက်တီဆရာတော်တိပိတကဆရာတော်မဟာကန္နာယုံဆရာတော်အစရှိပါတော့ဓမ္မစာစုတော်အကြောမကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးများနဲ့ယခုမျက်မှောက်ခေမှာထင်ရှားပါတော့ဓမ္မစာစုတော်အကြောမများဖြစ်ကြတဲ့ပမောက္ခချုပ်ဆရာတော်ဘုရားကြီးမဟာဝိဟာရဆရာတော်ဘုရားကြီး ဆရာတော်အရှင်သန္တာတိကစသည်စသည်ချင်းဓမ္မစာပေနဲ့ပတ်သက်ပြီးတော့ဓမ္မဒါနများမျှဝေနေကြတဲ့ဓမ္မစာဆိုတော်ကြီးများကိုလေဒီကနေ့ရွှေစကားရဲ့နတော်လပြည့်နေ့ဓမ္မစာဆိုတော်စာဆိုတော်နေ့ရိုက်ကူးတင်ဆက်မှုအစီအစဉ်လေးရနေပြီဓမ္မစာဆိုတော်ကြီးများခစ်ဆက်ဆက်ကဓမ္မစာပေများရေးသွားခဲ့ကြတဲ့ဆရာတော်ဖျားကြီးများကိုဒီနေရာကနေဥခိုက်ကတော်ပန်းဆင်ပါရရှင် ဓမ္မံပူဇင်းမိတန်ခါပူဇင်းမိပါဖေဟာအဲ့တော့ကျမတို့ကဓမ္မစာဆိုတော့နေ့မှာကျမတို့ကဘေဒင်ကံပြီးကလမ်းကြောင်းပေါ်ကနေပြီးတော့နှစ်တော်လာပြည့်နေ့မှာဆောင်ရွက်ရမယ်ကုသိုလ်တော်အစီအစဉ်လေးကိုတင်ဆက်မှာဖြစ်ပါတယ်အဲ့တော့နတော်လာပြင်းနေကိုဆဆောကကျွန်မပြောခဲ့သလိုပဲနှက်ပြော်လာပေါ့အတိတ်နမိတ်ကလေးနဲ့စကားရဲ့အတန်ရဲ့အားလေးနဲ့ယူလိုက်တဲ့အခါနတော်နှက်ပြော်ဆိုပြီးတော့အဲ့ဒီလိုလေးရှေးရှေးကယူဆကြတယ်အဲ့ဒီနက်နဲ့ပတ်သက်တဲ့ ကိစ္စလေးဆောင်ရွက်တဲ့အလေးအထားလေးရှိတယ်။အဲ့တော့ကျမတို့ဒီဘေရင်ဂမ်ဘီယာရှူတောင်းဘက်ကကြည်ရင်နော်လာပြင်းနေတဲ့ဆက်ဆက်တဲ့ကုသိုလ်ရောအစီအစဉ်လေးကိုတင်ဆက်တဲ့အခါမှာကျမအနေနဲ့မြင်တဲ့အမြင်ကတော့နော်လာပြင်းနေ့မှာကျမတို့ပြုလုပ်တဲ့ကုသိုလ်ပေါ့။အဲ့ဒီကုသိုလ်တွေမှာကျမတို့ပြုလုပ်တဲ့ကုသိုလ်တွေကိုအထူးအားဖြင့်လက်တွေကိုရည်ညွှန်းပြီးတော့ရပါစေကြောင်းထပ်တူရပါစေကြောင်း ဲ့ဒါလေးကိုရှည်ရွယ်ပြီးတော့ဆောင်ရွက်ကြမယ်။ net တရဲ့ပြန်လည်ပြစ်တာထားမှု net တရဲ့စောင့်ရှောက်မှုလေးကျမတို့ရရှိပြီးတော့ကျမတို့ရဲ့ login logout တရားနှစ်ပြားတော့ကြိုးစီပွားရအောင်မြင်မယ်။အဲ့တော့ net dollar ပြည့်နေရဲ့လူ net ပျော်ရွှင်ကုသိုလ်ရှင်ဆိုတဲ့ဒီအစီအစဉ်လေးမှာ net dollar ပြည့်နေမှာကျမရဲ့900တာသမီပြည့်သက်တွေစောင့်ရရမယ်ကုသိုလ်လေးကပန်းခွနကုံခွနကခွနပွင့်ခွနခိုင်မြတ်စွာဘုရားမှာ net dollar ပြည့်နေမှာလှူပါမယ်။ အချိန်အဖြစ်ဘယ်အချိန်ဖြစ်ဖြစ်လှူလို့ရတယ်ပန်းအလှဖြစ်တဲ့အတွက်ကိုယ်အဆင်ပြေတဲ့အချိန်လှူပါအာယုံလေးလှူလဲရတယ်ညချမ်းအချိန်ခါတမရလေးလှူလဲရတယ်နေ့လည်ခင်းလှူလဲရတယ်ခုနေသားသမီးပြိတက်တွေအားတဲ့အချိန်တွေလှူအဲ့တော့နတော်လာပြင်းနေမှာကျမညဝေတင်ဆက်မဲ့ကုသိုလ်တော်အစီအစဉ်ဒီပန်းအလှပန်းဒီဘာပန်းဖြစ်ဖြစ်ရတယ်မြင့်စီပန်းလဲရတယ်၊ကန္နမာပန်းလဲရတယ်၊ဒေလီယာပန်းလဲရတယ်၊မေမျိုးပန်းလဲရတယ်။အရစ်အတွက်အားဖြင့် ခုနှစ်ခက်ခုနှစ်ခိုင်ခုနှစ်ပွင့်ခုနှစ်ကုန်းဖြစ်ရမယ်။စပယ်ပန်းဆိုလဲခုနှစ်ကုန်းညလေးပန်းဆိုလဲခုနှစ်ကုန်းနှင်းစီဆိုလဲခုနှစ်ပွင့်ကန္နမဆိုလဲခုနှစ်ပွင့်ပေါ့အရေးအတွက်အဖြစ်ကိုကျမကလောကီပညာရှုတော့ကနေပြီးတော့ဖြည့်ဆွတ်ချင်တာကပန်းခုနှစ်ခတ်ခုနှစ်ခိုင်ခုနှစ်ပွင့်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုလှူမယ်လှူတဲ့နေ့နေရာမှာနတော်လာပြည့်နေ့မှာနတ်တေကိုအတိတ်ကရှင်ညွှန်းမဲ့ကုသိုလ်ဖြစ်တဲ့အတွက် လှူဒန်းတဲ့နေရာမှာဆူတောင်းတာလေးလှူဒန်းတာလေးအရေးကြီးပါတယ်အဲ့တော့ကျမတို့ကအဲ့ပန်းခုနှစ်ခါခုနှစ်ပွင့်ခုနှစ်ခိုင်ကိုမြတ်စွာဘုရားကိုလှူဒန်းတဲ့အခါမှာမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးဖေဟာဖေဟာရှင်ကိုရမြတ်ကြီး၏ဓမ္မပလင်နံចောင်းဆောင်ကန်းတို့ရှင်မှန်း၍အစင်းအနက်နှင့်ပြည့်စုံသောဤပန်းခုနှစ်ခိုင်ကိုဖေဟာရှင်ကိုရမြတ်ကြီးရဲ့စက်ကလှူဒန်းမှသည်ဖေဟာ ဤကုတ္တကောင်းမှုသည်ဖရာသမီးတော်နှင့်တကွဖရာသမီးတော်ဤခန္ဓာကိုယ်စံစားမှခြေပြားအဆုံးစောင့်ရှောက်ပါတော့ကိုဆောင်နဲ့များဖရာသမီးတော်ဤဘဝအသင်ခြေနန္ဒမှပတ်သက်ဆက်နွယ်ခဲ့ကြဘူးတုံတော့ပဋ္ဌံဆက်များဖရာသမီးတော်တို့မိတင်းနေထိုင်ရအင်္ဂေဟာအတွင်းမှာရှိကြကုန်သောအိမ်ဆောင်နဲ့ခြံဆောင်နဲ့ဝင်းဆောင်နဲ့များတမဒေဝနတ်ကောင်းနတ်မြတ်အားလုံးတို့ဤ ပန်းဌာနကုသကြီးဖြစ်အလှခံရမှုပါဗျာလို့ကျမတို့ကအဲ့လိုလေးလှုပ်မယ်။ကိုလှူတာဖြစ်တဲ့အတွက်ကိုကုသကတော့ပါပီးသား။တို့တော့လည်းရှိရှိသမျှနိစ္စသမျှပတ်သက်သမျှ net တွေအားလုံးရဲ့ကုသဖြစ်နေလဲတီပါစေလို့ကျမတို့ကအာယုံပြုတ်လိုက်တဲ့အတွက်ကျမတို့လှူဒန်းတဲ့ပန်းလေးဒီကိုတူးတဲ့ပုဂ္ဂလိကလှူတော့ပန်းအလိုမဟုတ်တော့ဘူး။တမဒေဝနတ်ကောင်းနတ်မြတ်တွေအများကြီးတို့နဲ့ဆက်ဆိုင်တဲ့ပန်းသက်ဆိုင်တဲ့ပန်းအလိုလေးဖြစ်သွားတယ်။အဲ့ဒီကုသလေးကို နတ်တေကကျမတို့နဲ့အတူတကွာပန်းလေးကိုမျက်စွာပြားကိုလှုပ်ခွင့်ရတဲ့အတွက်နတ်တေရဲ့စိတ်ထဲမှာဒီကုတိုလ်ကိုဝင်းမြောက်ကြည်သာဖြစ်ရတယ်လို့နတ်တေကလည်းဒီကုတိုလ်လေးလှုပ်ဖြစ်အောင်ဆောင်ရွက်ပေးတဲ့ခொနည်းသားသမီးပြည့်သက်တွေကိုနတ်တေကလည်းမေတ္တာစိတ်တွေတဝင်နေအဲ့တော့နတ်တေရဲ့ဆောင်ရှားမှုလေးရပါအဲ့ဒီတဘောလေးပါရှင့်အဲ့တော့အဲ့ဒီပန်းလေးကိုလှူပြီးသွားပြီဆိုရင်ကျမတို့နဲ့ဒါတမတေဝနှကောင်းနှမြအိမ်ဆောင်နဲ့ခြံဆောင်နဲ့ကိုဆောင်နဲ့တည်းရဲ့ကုသိုလ်ဖြစ်နေလှူပါတယ်လို့လှူပြီးပြီဆိုရင် ခုနှစ်အသားသမီးပြိဋ္ဌာန်တည်းအဆူတောင်းအောင်မယ်။မြတ်စွာဘုရားရှင်ကိုရမြေကြီးဓမ္မပလင်နဲ့ကျောင်းဆောင်ငန်းသူကြီးမှန်၍ဤပန်းကုသို့အလှူဖို့ဘုရားတပည့်တော်နှင့်တမတော်ဒေဝနှကောင်းနှမြတ်များဤပေါင်းစုကောင်းမှုအလှူဖြင့်လှူဒန်းပါသည်ဘုရားလို့လှူဒန်းပြီးရင်တမတော်ဒေဝနှကောင်းနှမြတ်တေကိုကိုကပြန်ပြီးတော့ တို့ရှီကမြစ်တာလေးကိုခံယူပြီးတော့အကူအညီလေးတောင်းအောင်မယ်။ကျမမှာဘယ်ကိစ္စကဘလို့ရှိတယ်။ကျမ်းမာရေးကိစ္စတွေဘလို့ရှိတယ်။စီးပွားရေးကိစ္စဘလို့ရှိတယ်။စာမောရေးကိစ္စတွေဘလို့ရှိတယ်။ယာရုကိစ္စတွေဘလို့ရှိတယ်။အဲ့ဒီကိစ္စလေးတွေကိုပြောကျမတို့ရဲ့အဲ့ဒီကိစ္စအဲ့ဒီကိစ္စအဲ့ဒီကိစ္စလေးတွေလည်းအဆင်ပြေကျင်ပါတယ်။တမဒေဝကနတ်ကောင်းနတ်မြတ်များရဲ့မြစ်တာစောင့်ရှောက်မှုနဲ့ဒီကိစ္စဒီကိစ္စတွေဒီလအတွင်းမှာအောင်မြင်ရပါလို့ဤလို့ဆုတောင်းမယ်။ မကြချင်းမကြချက်ချင်းအောင်မြင်ရပါလို့ဤဆုတောင်းမယ်။တလအတွင်းမှာအရေးကြီးတဲ့ကိစ္စဆိုဒီနှစ်ဒေါ်လာအတွင်းမှာအောင်မြင်ရပါလို့ဤလို့ဆုတောင်းမယ်။လဝေးသေးတယ်ဆိုရင်လေကိုယ့်ရဲ့လပေါ်ဘဏ္ဍာလအတွင်းအောင်မြင်ရပါလို့ဤစသဖြင့်ဆုတောင်းမယ်။အဲ့ဒါလေးကိုစောင့်ရပါမယ်ရှင်။အဲ့ဒါလေးကအခုကျမနှစ်ဒေါ်လာပြည့်နေမှာ900သားသမီးပြိတ်သက်တွေအတွက်စောင့်ရရမယ်။လူနက်ပျော်ရှင်ကုသိုလ်ရှင်ဆိုတဲ့ ပန်းအလှကုသတော်အစီအစဉ်လေးဖြစ်ပါတယ်။နောက်တစ်ခုရရရရဲ့နောက်တစ်ပိုင်းပေါ့နော်။နောက်တစ်ခုကကျမတို့နဒေါ်လာပြည့်နေ့မှာပြုတင်တဲ့ကုသတစ်ခုကကျမတို့ကနဒေါ်လာပြည့်နေ့ကဓမ္မစာဆိုတော်နေ့လို့ဆိုကြတယ်။အဲ့တော့ဓမ္မစာဆိုတော်နေ့ဖြစ်တဲ့အတွက်ပရိယတ်တိစာပေများကိုလေ့လာလိုက်စားနေကြတဲ့ စတင်သားတန်ကားတော်များကိုရင်လေးများသီလရှင်ဆရာကြီးဆရာလေးများကို စာရေးကိရိယာခဲတံဖောင်တိန်ဘောဝင် ခဲပြက်ပေးတဲ့စသဖြင့်ပေါ့နော် စာရေးကိရိယာလေးတွေကိုကိုတပိုင်းတနိုင်အရေးအတွက်ဘလောက်ပဲဖြစ်ဖြစ်အဲ့ဒါလေးလဲစတိလှူနိုင်မယ်ဆိုရင်တော့အရှမ်းပဲတင်မြက်ပါတယ်၂ဒေါ်လာပြည့်နဲ့တင်မြက်တဲ့ကုတူပေါ့နော်အဲ့တော့အဲ့ဒါလေးလေခုနကသားသမီးပြိတ်သက်လေးနေဆက်ရ ကိုရင်လေးတီလာရှင်လေးစာတင်နိုင်တဲ့နီးတဲ့ပရိသတ်တွေလည်းစာတင်နိုင်မှာကိုနိုင်တဲ့လောက်လေးသွားပြီးတော့လှူပါအဲ့ဒီကုသိုလ်လေးလည်းတော်တော်လှပြင်းနေတဲ့ကုသိုလ်တော်အဖြစ်ဆောင်ရွက်တဲ့ရတရားလေးဖြစ်ပါရဲ့ရှင်အဲ့တော့ကျမရဲ့ခொနည်းသာသမီပရိသတ်များအခုလာမဲ့တော်တော်လှပြင်းတွေမှာဆောင်ရွက်ရမယ်လူနဲ့ပျော်ရွှင်ကုသိုလ်ရှင်ဆိုရဲပန်းခွနခိုင်ခွနပွင့်ခွနခွနကုံခွနမျိုးလှူတဲ့ကုသိုလ်ကြောင့်ခொနည်းသာသမီပရိသတ်တွေဒီတမဒေဝနတ်ကောင်းနတ်မြတ်များရဲ့စောင့်ရှောက်မှုကိုအထူးရရှိပြီးတော့ ပရိသတ်များရဲ့လိုလားတောင့်တက်အပ်တော့စီးပွားလက်လာပါများကိစ္စအဝဝအဆင်ပြေအောင်မြင်ကြပါစေဓမ္မစာဆိုတော့နေ့ကုသိုလ်ဒုကြီးအဖြစ်လှူဒန်းမဲ့စာရေးကရိယာခဲတံဖောင်တိန်ဘောပင်များကိုကိုရင်လေးများတန်ခါတော်ရှင်သူမြတ်များသီလရှင်ဆရာလေးများကိုလှူဒန်းခြင်းအဖြစ်လိမ့်ဘဝအဆက်ဆက်တို့မှာလောကီလောကုတ်တရားစပေကြံကံများကိုလွယ်လင့်တကူတင်ယူတက်မြောက်၍ တိလွယ်မြင်လည်းမှတ်သားလွယ်တဲ့ပုံကောင်များဖြစ်ကြပါစေ။ကောင်းသောဓမ္မညံ့အလင်းများလည်းဝင်လန်းကြပါစေရှင်။